ူကရိန်းကိုကာကွယ်ဖို့မဟာဗျူဟာတွေဆွေးနွေးနေတဲ့ဥရောပကောင်ဆောင်တွေရဲ့ဖုန်းခေါ်ဆိုမှုတစ်ခုမှာအမေရိကန်ကယူကရိန်းကို တစ်စာဖောက်လိမ့်မယ်လို့ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကသတိပေးခဲ့ကြောင်းပေါက်ကြားလာတဲ့မှတ်တမ်းတစ်ခုမှာဖော်ပြထားပါတယ်။ဒိန်းလာနေကပြုလုပ်ခဲ့တဲ့ဖုန်းနဲ့ပြုလုပ်တဲ့အစည်းအဝေးမှာမက်ခရွန်၊ဂျာမန်အဓိပတိဖရီဒရစ်မာ၊နေတိုးထွေထွေတွင်ရင်မှုချုပ်မက်ရတီ၊ဖင်လန်သမ္မတအလက်ဇန်ဒါစတက်၊ယူကရိန်းသမ္မတဇယ်လန်စကီနဲ့ တခြားကောင်းဆောင်တွေပါဝင်ခဲ့ပြီး KF နဲ့ Moscow တို့အကြား American ဥဆောင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြတယ်လို့ German Magazine ကဖော်ပြခဲ့ပါတယ်။ Magazine ရဲ့ဖော်ပြချက်အရ Macron ကလုံခြုံရေးအာမခံချက်တွေနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းမရှိဘဲနယ်မြေအရေးနဲ့ပတ်သက်ပြီး American က Ukraine ကိုတစ္ဆာဖောက်ဖို့ဖြစ်နိုင်ခြေရှိနေတယ်လို့ပြောကြားခဲ့ပြီး Zelensky အတွက်အလွန်အနည်းကြီးပါတယ်လို့လည်းထပ်လောင်းပြောဆိုခဲ့ပါတယ်။အဲ့ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါ အမိမဖော်လို့သူပြင်သစ်တမရယုံကရရှိတူကမက်ခရွန်ယုံကအဲ့ဒီဆွေးနွေးမှုရဲ့အနှစ်ချုပ်ကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီစကလုံးတစ္ဆာဖောက်ခြင်းမပါဝင်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။အဲ့ဒီရရှိကရရင်ရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်တဲ့မက်ခရွန်ရဲ့ရည်တည်ချက်ဟာလူသိရှင်ကြားပြောကြားတဲ့အတိုင်းပဲဖြစ်ပြီးတည်တံ့ပြောဆိုချိန်မှာဘလို့ကွဲပြားမှုမှမရှိပါလို့လည်းဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။မှတ်တမ်းအရဂျာမန်အဓိပတိမတ်စ်က ဇယ်လန်စကီဟာလာမယ့်ရက်တွေအတွင်းအလွန်တတိထားရမယ်လို့ဝန်ရောက်ပြောဆိုခဲ့ပါတယ်။ဂျာမန်အဓိပတိမတ်စ်ကသူတို့ကခမရတို့ကိုရောကျွန်တော်တို့ကိုပါကစားနေကြတာပါလို့ပြောကြားခဲ့ရာဒါဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့သမတ်ဖြစ်သူဂျာရက်ကက်ရှနာနဲ့အမေရိကန်တန်တမန်စတီဝတ်ကော့ဖ်တို့ကိုရည်ညွှန်းနေပုံရပါတယ်။အဲ့ဒီနှစ်ဦးဟာအင်္ဂါနေ့ကရုရှားကောင်းဆောင်ဗလာဒီမာပူတင်နဲ့၅နိုင်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မာစီရဲ့ပြောရေးဆိုခွင့်ရှိသူစတီဖန်ကော်နယ်လီယက်ကမူရဆိုရင်တော့ကျွန်တော်ကသကဝိုင်းအပိုင်းအစတွေကိုအတီးပြူလာဒါမှမဟုတ်မှတ်ချက်ပေးတာမျိုးမလုပ်ပါဘူးလို့ပြောကြားခဲ့ပါတယ်။မှတ်တမ်းအရဖင်လန်သမ္မတစတက်ကလည်းမတ်စ်နဲ့သဘောတူပုံရပါတယ်။ကျွန်တော်တို့ကယူကရိန်းနဲ့ဇယ်လန်စကီတို့ကိုဒီလူတွေနဲ့ပြစ်ထားခဲ့လို့မရဘူးလို့သူကပြောကြားခဲ့ပြီးအဲ့ဒီစကားကိုမတ်စ်ရက်တီကသဘောတူညီခဲ့ပါတယ်။ ကျွန်တော်အလက်ဇန်းဒားနဲ့သဘောတူပါတယ်ကျွန်တော်တို့ဇယ်လန်စကီကိုကာကွယ်ပေးရမယ်လို့နေတိုအကြီးအကဲမက်စရတီကပြောခဲ့ပါတယ်ပေါ်လစ်တီကိုကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့နေတိုကမှတ်ချက်ပေးဖို့ညင်းဆိုခဲ့ပါတယ် ရေဘူးရအပြင်ဥရောပနဲ့အမေရိကအကြားဘလို့ကွဲပြားမှုမျိုးကနေမဆိုရုရှားကပဲအကျိုးမြတ်ရရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ခိုင်မာတဲ့ယက်တီချက်ကတော့အတလန်တိတ်ဖြတ်ကျော်ညှိနှိုင်းမှုကိုဆက်လက်ထိန်းသိမ်းထားရမယ်ဆိုတာပါပဲလို့အရေးကြီးတဲ့ကိစ္စရဖြစ်တော့ကြောင်းအမည်မဖော်ဘဲယူကရိန်းတန်တမန်တူကပေါ်လစ်တီကိုပြောကြားခဲ့ပါတယ်။ လူ့သောမီဒီယာရဲ့ဆက်လက်ရပ်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။